ရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကျမတို့ Japan Audio Book Channel လေးကနေကြိုဆိုလိုက်ပါတယ်နော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာတာယာမင်းဝေရေးသားထားတဲ့လူနေလေးလာရေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးတင်ဆက်ပေးမှာဖြစ်ပါရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။သူ့လိုမဖြစ်ချင်ရင်သူ့ကိုလေးလာပါ။သို့တော့သူ့ကိုလေးလာရင် သူ့လိုလေဖြစ်သွားတတ်ပါရဲ့အမည်မသိညိလေကတတုံတုံတိုက်ခတ်နေပါရဲ့မင်းအောင်တလက်လက်နဲ့လှပနေရောမြို့တော်ငုံကြည့်ရင်လေစီးနဲ့သူ သူ့လေလိုက်ပေါ်မျောရွေနေပါရဲ့မလန်းမကန်ကင်းမြော်စင်မှတကောင်လုံးတန်ချောင်းခောက်တောင်ကိုကြားပါရဲ့သူ့ခန္ဓာကိုယ်ဟာအိမ်ရှိစာကြည့်ခန်းထဲမှာတင်မလေးခွေထိုင် မလုံးမရှက်ကြံရည်နေသည်ဖြစ်ကြောင်းသတိရမိပါရဲ့သူက James White ရဲ့ ဂရင်အောက်ရောဘော်ဒီဆောက်ကိုကြော်လွန်အောင်မြင်ထားသူဖြစ်ပါတယ်။ရုပ်ခန္ဓာကိုခြံနာပြီးဝိညာဉ်ကြီးတသက်ခရီးထွက်နိုင်သူဖြစ်ပါတယ်။သူကလိလရေကို အလုံးဝါသနာပါသူဖြစ်ပါတယ်။ဘူးတတကိုလည်းအလုံးလိုလားတယ်။ခရီးတစ်ခုထွက်ချင်းဟာစောက်တရားဖတ်ချင်းနဲ့ညီမျှတယ်လို့ခံယူထားပြန်ပါတယ်။လူမအားရင်ဝိညာဉ်ဖြစ်ခရီးသွားနိုင်အောင် လေ့ကျင့်ခဲ့ရခြင်းဖြစ်ပါတယ်။အဲ့ဒီကြည့်စဉ်ကိုပေါင်းမြအောင်မြင်ပြီး သူ့ဘဝကိုသူကျေနပ်အားရဖြစ်မိပါသေးတယ်။အခုဆို task မှာဟာဂူဘိမှန်ကိုလည်းသူ့သွားခဲ့ပြီးနိုင်မြေပေါ်မှာလည်းဖြတ်ပြန်ဖူးပါတယ်။ဤဖဲမျောစင်ရဲ့ထိတ်ဖျားမှာလည်းသူ့ခုနာဖူးပါတယ်။ဘာမြူသားကိုသာသွားရကောင်းလို့မသွားရကောင်းလို့ဖြစ်နေပါတယ်။အဝေးမှာခွေးဥတန်ကြားရပါတယ်။အိတ်ပြန်ရင်သူတတိရလာပါတယ်။ရက်ခွက်ထဲသူပြန်ဝင်မှာခွေးလေခွေးလင်းတကောင်က သူ့ရှိရာကို မတင်ကားသလိုလိုက်လံမောကြည့်ရင်မန်ဖီနေပါတယ်။ သူ့အိမ်စီကိုပြန်ရောက်ပြီးစာကြည့်ရိုက်ခန်းရဲ့ပရင်းပေါက်မှာတက်ချက်နာပြီးစာကြည့်ခန်းနဲ့လှမ်းကြည့်မိတော့အခါဟင်သူ့အကြီးအကျယ်အံ့ဩသုံးလို့သွားပါတယ်သူ့ခန္ဓာကိုယ်ဟာသူ့ထားတဲ့အတိုင်းတင်ပလင်ခွေထိုင်ပြီးမျက်စိမိတ်လျက်မဟုတ်တော့သူ့ခန္ဓာကိုယ်ဟာစာကြည့်စပွဲမှာထိုင်ပြီးကြာကြာနာနာပင်စာတအုပ်ကိုဖတ်နေပါတယ်အိုးအံ့ဩချင်းကြီးစွာဖြင့်သူငေးကြည့်နေပါတယ်အဲ့ဒီနောက်မှာအဖြစ်ကိုသူရှာတွေ့လိုက်ပါတယ် ထိတ်ထိတ်ပပြလည်းဖြစ်မိရဲ့သူ့ရဲ့ရုပ်ခန္ဓာကိုယ်လေးကိုအခြားဝိညာဉ်တကောင်ဝင်ရောက်နေခြင်းဖြစ်ပါတယ်။အောင်မာရရဆဆဘဲကတရဝလေးဒေါသဖြင့်အခန်းထဲဝင်သွားပြီးဟိတ်ကောင်အဲ့ဒီတရဝကသူ့ခန္ဓာကိုယ်ဖြင့်စာတိုင်းဖတ်နေပြီးတော့သူ့ခေါ်တာကိုလည်းချက်ချင်းမကြောင်ဟိတ်ကောင်နောက်တစ်ခေါက်ထက်ကောင်မှကြားပါတယ်လှည့်ကြည့်ပါသူကမေးဖေကကောင်းနေ ဘာကိစ္စငါ့ကိုလည်းဝင်နေရလေအဲ့ဒီတရဝါကသူ့ကိုမျက်မှောင်ကျုပ်လျက်ပြန်ကြည့်ရင်ဘာလဲဘာတွေပြောနေရလဲဘာကဘာတွေပြောရမှာလဲမင်းခုပြန်ထွက်စမ်းဘာလို့ထွက်ရမှာလဲဘာဟိတ်ကောင်အောင်မထွက်စမ်းဒါငါ့ကိုကမင်းလို့ဘဲကမှမသိရကလေးကချစ်ကောင်ကဝင်ချင်တိုင်းဝင်လို့ရမလားသွားခုထွက်အဲ့ဒီတရဝါကသူ့ကိုဂယုမဆိုင်တယ်လို့ ဆောင်းကိုဆက်ဖက်ရင်မထွက်ပါဘူးငါဘာသာငါဝင်နေတာဘာဖြစ်လဲဒေါသကအလေးလိုက်ထွက်လာတာကြောင့်သူ့အတော်နဲ့ပဲစကားပြန်ပြောရင်မရအဲ့ဒီနောက်မှာဒါငါကိုကငါပြေခဏထွက်သွားတာမင်းဘာဖြစ်လို့ထွက်သွားလဲဘသူမှမရှိလို့ငါဝင်နေတာဘာဖြစ်လဲရမလားကမင်းလို့ကိုမရှိရုံးမရှိကောင်းဟာတက်ဆက်ထဲမှာသူ့အမျိုးမျိုးစဲရဲတိုင်းထွာလိုက်ပါတယ်သို့တော့အဲ့ဒီတော်ဝါက နာတပုံမပေါ်လားသူ့ကိုလည်းတိတ်ရင်းမလုပ်ပဲစာအုပ်ကိုတော့တရွက်ချင်းလှန့်ဖက်နေပါတယ်။ "तू ကခံပြင်းလားစွာ။ငါခဏတပြုတ်လေးလိုက်ရင်ထွက်သွားတာ။ဘာထွက်သွားတာ။လေးလိုက်ရင်လေးလိုက်ရင်လေးလိုက်ရင်ထွက်သွားတာကွ။အဲ့ဒီတရဝါကနှာခမ်းသွုံးရင်မဲလိုက်ရင်ဟွန်း။ဒီလောက်လေးလာချင်မှတော့ကွ။ညီဦးပိုင်းကလေးကဒီနားမှာငါလျှောက်ပြန်နေအောင်။မင်းလေးလာမိဖို့ကောင်းနေ။ ငါအဝေးကြီးသွားလေးလာနေရတာကွာလုံးမနေစမ်းပါနဲ့ကွာမင်းဒီလိုထွက်သွားတာနဲ့ငါဒီလိုဝင်လာလိုက်မယ်ဆိုတာကိုမင်းအစောကြီးကလေးလာထားဖို့ကောင်းတယ်သူပါပြန်ပြောရမှန်းမသိဖြစ်နေပြီမဟိတ်ကောင်မင်းထွက်သွားမလားမထွက်ဘူးလားထွက်ဦးကဲကွာအဲ့ဒီတရာဝါကိုသူပြေးထုတ်လိုက်ပါတယ်သို့တော့ထိုးရင်မရအဲ့ဒီတရာဝါကရှောင်းနေမဟုတ်ပါပဲသူကလည်းဘလို့မှထိုးရင်မထီး အဲ့ဒီတရာဝကသူ့ကိုအထူးအဆန့်လို့ပြန်ကြည့်လိုက်ပါတယ်။ထို့အချိန်မှာပဲဘယ်ချိန်ရှိနေပြီလဲမအိပ်သေးဘူးလား။တကားဝမှာညဝဲအင်ကြီးကဘိုကယိုနဲ့ခန့်နှံ့ရက်နေသူကသူ့မိမသူ့တုံလို့သွားပါတယ်။ဟိတ်ဟိတ်အဲ့ဒီကောင်ငါမဟုတ်ဘူး။အဲ့ဒါဘယ်ကောင်လဲမသိဘူး။ငါကဒီမှာသူ့အော်တော်လဲသူ့မမကြသူ့သွားဆွဲတော်လဲသူ့မအသာခန်းစားရပုံမပေါ် သူမကအဲ့ဒီတရားဝါကိုပဲမျက်လုံးကလေးမေးဆင့်ကြည့်လိုက်ရင်ထားတော့အဲ့ဒီစာကိုမနေ့ကျမှဆက်ဖက် အခုအိပ်ဖို့ကောင်းပြီအဲ့ဒီတရားဝါကပြုံပြုံကြည့်ဖြင့်အဟိအင်းအင်းအိတ်ကြတာပေါ့အေးသူကထိမ့်မြသိမ့်မြဒေါသဖြင့်လှမ်းအော်လိုက်ပါတယ်ဟဲ့ကောင်တို့တော့အဲ့ဒီတရားဝါကသူ့အလုံးဝအမှုမထားသူ့မိမရဲ့ခတ်သားရုံတိုင်ဖက်ရင် အိမ်ခန်းစီတွဲထွက်သွားပါတယ်။ဟာသူနောက်ကလိုက်ဆွဲပြီး သူတို့ညောက်ကိုပြန်ခွဲလိုက်ပါတယ်။ဟိတ်ကောင်ဒါငါမိမ့်မဟိတ်ကောင်သူလုံးတပြားဘာမှအရာမရောက်ပဲဖြစ်နေပါတယ်။သူတို့နှစ်ဦးအိမ်ခန်းထဲလမ်းအဝင်မှာဟိတ်ကောင်အတန်နဲ့ချီဖြင့်အော်လိုက်ရင် သူဟာလိုက်ဝင်မယ်ပြုပါတယ်။အဲ့ဒီတတော်ဝါကသူ့ကိုစက်ကနေလက်ကြည့်ပြီးတော့ဘာလဲ မင်းလိုက်လိလောက်အောင်မလို့လားသူကြောင်သွားပါတယ်အဲ့ဒီချိန်မှာပဲသူတို့နှုတ်ဦးကအိတ်ခန်းထဲဝင်သွားပြီးအိတ်ခန်းတကကလည်းချက်ကနေပိတ်သွားပါတယ်သူပါလို့ရမယ်မသိအိတ်ခန်းထဲမှာသူ့မိမရဲ့ရေတန်တစ်ချက်ကို ခတ်တူတူကြားလိုက်ရပါတယ်သူမခံမရက်နိုင်အောင်ဒေါသတွေထွက်လာပါတယ်ပူလောင်ပေါက်ကွဲနေသောဒေါသကိုသူမထိန်နိုင်တော့သို့တော့ဘာမှလည်းလုပ်ရင်မရအဲ့ဒီလိုတဲ့ပဲသူဟာလေထဲမှာပဲဆွစ်ဆွစ်ခုန်နေရပါတော့တယ် ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးဆရာတာယာမင်းဝေရေးသားထားတဲ့လူနဲ့လိလာကြီးဆိုတဲ့ဇလန်လေးရဲ့အစာအဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါရှင်။နောက်နေ့တွေမှာလည်းဘလို့ဇလန်လေးကိုတင်ဆက်ပေးမလဲဆိုတာနားဆင်အားပေးခဲ့ကြပါဦးနော်။ဇလန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာကျန်းသာကြပါစေရှင်။